ို့ဖြစ်တည်လာရခြင်းအစကတော့သူကထရိုက်တာမျိုးမြောင်ရိုက်ခွေတဲ့ချစ်ကျိုးလေးနဲ့မြင်ဇက်ကားရိုက်ခွင်ကိုတငယ်ချင်းဖြစ်သူကြောင့်တွားကြည့်ရင်ကင်မရာမန်ကျိုးကမင်းသားဖြစ်ခြင်းနဲ့ဆန္ဒရှိလားလို့မေးမြန်းရင်ရောင်းရဲ့ဖုန်းနံပါတ်တောင်းယူခဲ့တယ်လို့သိရပါတယ်။မောင်ဟူဂျုံမမီရဲ့ဒီပစ္စည်းလေးကဖြူစင်ပါတယ်။မတော်မတရားနည်းနဲ့ကျူးလွန်ကြိုးစားခဲ့တာလည်းမဟုတ်ပါဘူး။ ူဟာဂီတကိုဝါသနာကြီးသူဖြစ်တာကြောင့်ချင်းနှင်းစီလှလှလေးဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာတယောက်ဆောင်ကျော်သူကိုစားနောက်ထပ်တည်ခြင်းတည်ဆူခဲ့ရပါပါတယ်1985ခုနှစ်ကစပြီးဒရိုက်တာမျိုးမြောင်ဆိုင်ကူတဲ့ချက်ချင်းတွင်မမောင်ရှုံးပေးမယ်ဆိုတဲ့ဇာတ်ကားမှာနမည်ကျော်မင်းသမီးတွေဖြစ်တဲ့ခိုင်ခင်ဦးတင်နီလာဝင်းတို့နဲ့ပွဲဥထက်ရုပ်ရှင်ရိုက်ခဲ့ပါတယ်ပရိသတ်တွေတတိပူထားမိသွားတာကတော့ ခမလာနင်းစီဇက်ကရိုက်ကူးနေစဉ်တွင်အကယ်ဒမီဝင်းဦးပွဲလွန်သွားခဲ့တာမို့ဝင်းဦးကိုစားအစားထိုးတရုတ်ဆောင်သူရောင်ဖြစ်ပြည်သက်တည်တည်ခဲ့တာဖြစ်ပါတယ်ဒီလိုကနေတဆင်အကယ်ဒမီယံဖြစ်ကို1992ခုနှစ်ကစလို့မဲတီလာလိုမိန်ကလေး 1995ခုနှစ်ကပကံမှာတားတဲ့လ1996ခုနှစ်မှာတော့အလင်းဖြော်ကောင်းကင်1998ခုနှစ်မှာညမင်းသာ2000ခုနှစ်မှာလည်းမောဟမြင့်ပြိုင်များ2006ခုနှစ်မှာတော့ထက်မှန်ပြီးဂုံရှိန်ပြင်းတဲ့ချက်ချင်းမြတ်တာဇာကားနဲ့2023ခုနှစ်မှာတော့ဆောင်းဒီလေးတစ်ထင်းစတဲ့ရုပ်ရှင်ဇာကားတွေနဲ့အကယ်ဒမီခုနှစ်ဆုရရှိခဲ့ပါတယ်။မိရင်တွေကိုဒီလိုအရင်စိတ်စိတ်တွေထပ်ပြီးလိုက်တာလေပြဆိုင်ရဲ့။အေး မင်းတို့ညီကိုညောင်းလုံးကိုလေအသက်ရှင်ဝင်ပြေးခဲ့တဲ့လူတော်ကလက်ရှိမှာလည်းဇက်ကားတွေဆက်လက်ရိုက်ကူးနေဆဲဖြစ်ပြီးပြိတ္တချစ်ခင်အားပေးထောက်ခံနေသူတို့အဖြစ်အနုပညာလမ်းပေါ်မှာရှောက်လန်းနေဆဲဖြစ်ပါတယ်